မန်းလေးမြို့ရဲ့အစီကားဆုံးပွဲတော်တွေကတခုဖြစ်တဲ့ကြောက်တော်ကြီးဖျားပွဲကိုကျွန်တော်ရောက်ရှိနေပါတယ်ဒီနေ့ကတော့တာမန်နေ့တရက်ပါဒါပေမဲ့မနက်ပြန်ကတော့သတင်းချုပ်လာပြနေရွယ်ဖြစ်ပါတယ်အခါမတိုင်ခင်ရက်ကဘလောက်ထိစီကားတယ်ဆိုတာကိုကြည့်ကြဖို့အတွက်ကျွန်တော်ဗီဒီယိုလေးနဲ့အတူလိုက်ပါလေပတ်ကြဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဗျ လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဥယျာဉ်မူပါဗျာဗီဒီယိုလေးမစခင်ကျွန်တော်ပထမဦးစွာတောင်းပန်ထားကြပါတယ်အဲ့ဒါကတော့ကျွန်တော်လေဗင်းလေးနည်းနည်းနားနေတဲ့အတွက်အတန်အဆင်မပြေဖြစ်သွားခရင်အားနာမိပါတယ်အခုကျွန်တော်ရောက်ရှိနေတာကတော့မန်လေး30ခွန်လမ်းပေါ်မှာပဲဖြစ်ပါတယ်ဒီလမ်းတစ်လျှောက်လုံးရဲ့ဓာတ်တိုင်ဒီမှာလဲအရင်ကျွတ်မီးကုန်းနေနဲ့အလားဆင်ထားတာအရန်ကိုလှပလွန်းလာပါတယ်ဗျာအရှိမမီးပွိုင်းတစ်ခုကိုရက်ဆောင်ရပါတယ်အဲ့ဒီမီးပွိုင်းကတော့ မန်လေးကျုံပင်းမီးပွိုင်မဲဖြစ်ပါတယ်ကျုံဤရဲ့တောင်ပလန်းဖြစ်ပါတယ်ကျုံဤတောင်ပလန်းမှာလည်းအရန်ကိုလှပသွားမီးတွေကိုအလှဆင်ထားပါတယ်ဒီကျွန်တော်ဗီဒီယိုလေးထဲမှာမီးတွေအမိတ်တုံမိတ်တုံဖြစ်နေရပေါ့နော်တကယ်တမ်းကတော့မီးတွေကအငိမ်မီးတွေပါဗျကျွန်တော်တို့ကင်မရာကအမိတ်တုံမိတ်တုံဖြစ်နေတာပေါ့နော်မီးတွေငိမ်ထွန်းတာလည်းတလန်းလုံးမဲထွန်းတာပြီးတော့တော်တော်ကိုလှပလွန်းလာပါတယ်ဗျာ ျွန်တော်တကယ်ချင်းတွေကိုမန်လေးကျုံးပေးရဲ့ညရှူခင်းအလားပါလေးကိုခန်းစားစေခြင်းတဲ့အတွက်လမ်းတစ်လျှောက်ကိုပါတေချာလေးရိုက်ပြပေးထားပါတယ်။ကျုံးရဲ့ရှေးတောင်တောင်ရောက်တော့လဲမီပွိုင်းတစ်ခါထပ်မိပြန်ပါလေဗျာ။အဲ့ဒီမီပွိုင်းရနေပြီးတော့ကျွန်တော်တို့ကျုံးရဲ့ရှေးဘက်ကိုကြွေပြီးတော့လိုက်ခဲ့ပါတယ်။ကျုံးရှေးဘက်ရောက်တဲ့အချိန်မှာတော့ကားရအရန်ကိုကြက်ညံ့နေပြီးတော့ဖြည်းဖြည်းချင်းပဲမောင်းလို့ရပါတော့တယ်။ဒီကျုံးရှေးကနေတန်းတန်းသွားလို့ရှိရင်မန်လေးတောင်ကြီးကိုရောက်မှဖြစ်ပြီးတော့ မန္တလေးတောင်ကြီးမှာဆိုလို့ရှိရင်ကြောက်တော်ကြီးဖျားရှိပါတယ်ကျွန်တော်တို့လည်းလမ်းလျှောက်ရတက်တာအောင်ဝင်ရသမျှနည်းနည်းဝင်ပြီးတော့ဝင်လို့မရတဲ့အဆုံးမှာတော့ကားရက်ခဲ့ပြီးတော့ခြေချင်းပဲဆက်လျှောက်ကြပါတယ် ဒါကတော့မန်လေးကျုံအတွင်းလမ်းမှာရှိနေတဲ့စားတောက်ဆိုင်တစ်ခုပါမန်လေးကျုံအတွင်းမှာလည်းညာဘက်သွာလာလေပတ်သူတွေရှိနေတဲ့အတွက်စားတောက်ဆိုင်မှာလည်းလူတွေစီကားလို့နေပါတယ်မန်းလေးကျုံကြီးရဲ့အရှင်မြောက်ကောင်းလမ်းဆောင်မှာဆိုရင်တော့ ဖျားပွေးသေးရိုးစီကားစွာမြင်တွေ့ရပါပြီ။ 见这样我把那啥？没留你了嘞？来啦来啦！来来来来来，就他们这里，那个、不啦？他哭，他是又在唱了，他唱回来。啥子呀？哈哈，不知道哪里来。<laughs> တယ်ဟလားဟုတ်တောင်းလားဟာလေးနေပြီဒီရောက်လာတာဘယ်လိုရောက်လာတော့စိတ်သားလေးတာစိတ်သားလေးတာဩဟောမှာလားအဲအပြန်ဒီနေ့ကတော့ကြောက်တော်ကြီးဖျားပွဲရဲ့138ချိန်မြောက်လို့သိရပါတယ်ဗျာ ဒါကတော့ပရစ်ကြော်ဆိုင်ပဲဖြစ်ပါတယ်ပရစ်ကြော်တွေကြောထားတာကိုမှုွေးကြိုင်နေပါပဲဗျကျွန်တော်ကပရစ်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့အနံ့တော်တော်မှုွေးပါတယ် ညိုကြီးရပွဲတော်စီတစ်ခုဖြစ်တဲ့အတွက်ဂိမ်းကစားနည်းတွေကတော့တော်တော်လေးကိုစုံလင်လွန်းလာပါတယ်ဗျကျွန်တော်မမြင်ဘူးတဲ့ဂိမ်းမျိုးစားတွေကိုအများကြီးပါလာတာကိုတွေ့မြင်ရပါတယ်ခင်းနေအများကြီးတွေ့တော့ခင်းနေနဲ့ပတ်သက်ပြီးတော့ဘုသူတ္တလေးတစ်ခုကိုမျှဝေခြင်းပါတယ် ဒိန်းတွေဆိုပေမဲ့ဒါတွေကရိုးရှင်းတဲ့အာဂသာနီးတော့မဟုတ်ပါဘူး။လောင်းကစားနီးတစ်မျိုးပါပဲ။မင်းဒါလုံနိုင်လား။ဒါလုံနိုင်ရင်ဒါရမယ်ဆိုတဲ့ပုံစံမျိုးပေါ့။လောင်းကစားဖြစ်တဲ့အတွက်ဒါရတော့သူ့ဘက်မှာအသာတစ်ခုတော့ယူထားပြီးသားပါ။ဥပမာနှလုံးထီအကွက်တရာမှာ80ကိုရောပြီးတော့20ကိုစားထားတယ်လို့မျိုးပေါ့။ဗီဒီယိုလေးရှိသွားမှကြာလို့ဒီလောက်ပဲရှင်းပြလိုက်မယ်နော်။နားမလည်သေးဘူးဆိုလို့ရှိရင်နောက်ကြရင်ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ထေချာလုပ်ပေးပါမယ်။အဲ့တော့ဆက်ပြောပြမယ်ဗျာအဲ့လိုဒိုင်ယာအတာကြီးယူထားတာကတကယ်တော့မြတ်တာပါလေ ဒိုင်းဆိုတာကနိုင်ကျင်တဲ့သူပဲလေနိုင်ကျင်တဲ့သူကအသာကြီးယူထားတာပေါ့ဒါပေမဲ့လုံးဝမမြတ်တဲ့ဂိမ်းတွေဒီဖျားပွဲသေးတဲ့မှာတွေ့ပါတယ်သူကတော့ကစားသူကိုလုံးဝပြန်ပြီးမှမဟုတ်တဲ့ဂိမ်းတွေပါဘယ်ဂိမ်းမှလို့အတိအကျမပြောချင်လို့ကို့ဘာသာစင်ချင်းပြီးမှသာကစားကြပါလို့ကျွန်တော်မှားချင်ပါတယ်ကြောက်တော်ကြီးဖျားမဟုတ်ပါဘူးရောက်လာပါပြီအဲ့တော့ကျွန်တော်တို့ကြောက်တော်ကြီးဖျားတဲ့ကိုဝင်ဖူးကြပါမယ်138ကျင်းမြောက်ကြောက်တော်ကြီးဖျားပွဲရဲ့1389ခု ။တရင်ကျူလာပြည့်ကျော်3ရက်အင်္ဂလိပ်လို9ရက်10လ2025နေ့မှာပင်းတန်ကတော့2569ပါဦးစွန်းတပိတ်လုံးလောင်းလူပူဇော်ပွဲရှိပါတယ်။

ီမောင်းရဲ့နာမည်ကတော့အညာသာကျော်ကုန်လို့ခေါ်ပါတယ်မောင်းကတော့နာမည်နဲ့တင်စားသိရှိသွားပြီဗျာဟဲ့ဟဲ့မောင်းနာမည်လေးမေးလို့ရအောင်ဗာမောင်းခေါ်ရအောင်ဆလီမီလာပုံဆလီမီလာဟောဆလီမီလာတော့ဒီလေးအဲ့ဘယ်ရောင်းနာရောမှခေသားမှာ၄တောင်ဝင်ပြီဗျာခေသားလေးခေသားလေးအဲ့ဗာမောင်းတောင်းလေးရအင်းသာသာရှိတာ

ဒီဈေးတန်းကတော့ကျွန်တော်ထင်တာကတော့ပုံမှန်ဈေးတန်းတစ်ခုလို့ထင်ပါတယ်ဗျပွဲတော်ရက်တိကြမှာလာတဲ့ဈေးတန်းမျိုးမဟုတ်ဘဲနဲ့အမြဲတမ်းဖျားပူးလာသူတွေအတွက်ရှိနေမဲ့ဈေးတန်းမျိုးပါ ားဆောင်တဲ့တို့မှာပြင်ဆင်ထားတဲ့အပြင်စင်တွေကလည်းအရန်ကိုကြက်တွေရှိလာပါတယ်။ငါပြောပင်လေရွှေရောင်ငွေရောင်စွန်းအုပ်ကြီးတွေတပိတ်ကြီးတွေနဲ့ဈေးတို့ပုံစံစီးထားတဲ့စက်ပြဘူးတွေရေတံဘူးတွေကိုခန်းနာစွာတွေ့မြင်ရပါတယ်။ ကျောက်တော်ကြီးဖရာသမိုင်းလေးပါတဲ့တခြင်းလေးကိုနားထောင်ရင်းနဲ့ကျောက်တော်ကြီးဖရာကိုမြင်ဖူးကြရအောင်ဗျာ ပွဲသေးရန်အများကြီးကြံနေတာဖြစ်တဲ့အတွက်ပွဲသေးတဲ့ဟူထက်လဲပတ်ကြရအောင်ဗျပွဲကင်းထဲမှာတော့အငင်းမတော်တာလေးချိုပါတဲ့အတွက်ကြီးစုသူတွေအနေနဲ့စိတ်နှောက်ရက်ဖြစ်ကြမှာတော့စိုးရိမ်မိပါတယ်ပြင်းမှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းတွေကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာ ကိုယ်တိုင်သွားဘူးရောက်ဘူးသွားတယ်လို့ခံစားရစီဖို့အတွက်ရည်ရွယ်ပါလေဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလဲပတ်ခဲ့တာတွေကိုဗီဒီယိုလေးတွေဖြစ်နေသေချာမှတ်တမ်းတင်ပြီးတော့တင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ် ကျွန်တော်ဗီဒီယိုရိုက်နေတဲ့အတွက်ဒီဘုံတိနေတဲ့ရှေ့မှာကလေးလေးအင်ဂျီချိုလေးနဲ့ပါနေတာကိုကျွန်တော်မသိလိုက်ဘူးပေါ့နော်ပတ်စံလူပြီးတဲ့အချိန်ကျမှကလေးကိုကျွန်တော်မြင်ခဲ့ပါတယ်အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်ဒီလိုမျိုးမြောက်ပြဆန်တောင်းနေတဲ့ပုံစံမျိုးတွေကိုကျွန်တော်လုံးဝမကြိုက်ဘူးကလေးငယ်လေးတွေကိုအတုံးချပြီးတော့လူတွေတနာပြီးပတ်စံထဲလာအောင်လုပ်တဲ့ပုံစံမျိုးတွေကိုလုံးဝမကြိုက်ဘူးဗျ ကျွန်တော်အခြားသူတွေလူတယ်ဆိုရင်ဒါမှဒီလိုပုံစံမျိုးတွေကိုကျွန်တော်လုံးဝမလူပါဘူး။ဘာလို့လဲဆိုတော့ဒီကလေးလေးလူမျိုးဒုက္ခရောက်မဲ့နောက်ထပ်ကလေးငယ်လေးတွေထပ်ပြီးတော့ဒီလူလောကတွေကိုမမွေးဖွားစေချင်လို့ပါ။ပေးတဲ့သူရှိနေတယ်ပြီ။သူတို့ကလည်းဒီအွက်ကြီးနဲ့လှုပ်ရှားနေကြဦးမှာပါပဲ။

ဒါကတော့ချိန်စီလို့ခေါ်ပါတယ်ဘုဒ္ဓရောဖရားနဲ့ဆန္ဒမုဏိဖရားဘက်ကပွဲစည်းတန်းကိုလည်းစက်ပြီးတော့လေပတ်ကြပါမယ်။ ဲ့ကျွန်တော်ပြန်လာဆောင်ပေးပေးထားရဲ့ဆရာမတော်ဘယ်လိုလဲတကယ်တော့ဆောင်ပြီးပါကျွန်တော်ကျော်လာပါတာပါသဘောတဘောလားအမေတို့ရောပြီးပါလားအမေဘာဘာကျော်လာပါလားဒါလေးစဉ်းမြင်ပြမရ။ဒါကတော့ဒေါ်ရောင်းလို့ဒါမှမဟုတ်လည်းဒါမှမဟုတ်ဆောင်းရ။ တော့ပါတယ်ဗျာဒီလိုကြည့်တတ်တဲ့ပုံစံမျိုးလို့ပြောတာပါအားပါတော့နေတော့နေအဲ့ဒါလည်းနေတယ်အဲ့ဒါထက်ပါဘုရားရှင်ရဲ့ရောက်ပြီလေဘုရားရှင်ရဲ့ရောက်ပြီလေဘလာတော့ဘုရားဘုရား ဒါကတော့ရေရနာတော်ဝင်ထွန်းအပျော်စီးလေကစားကွင်းပဲဖြစ်ပါတယ်။ဒီကစားကွင်းကတော့ဆန္ဒမူနီဖျားကြီးရဲ့အရှိဘကကွင်းပြင်မှာပြုလုပ်တာပဲဖြစ်ပါတယ်။ Yeah. <laughs> ါကတော့နောက်ထပ်ကစားကွင်းတစ်ခုဖြစ်တဲ့စုံမိုးသူအပျော်စီးလေနဲ့ကလေးကစားကွင်းပဲဖြစ်ပါတယ်။ ဘုရားတော့တခါမှမမြင်ဘူးတဲ့ကစားနည်းတစ်ခုပေါ့နော်ဒါကိုဘယ်လိုခေါ်လဲဆိုတော့လဲကွန်မန့်မှာမန်းခဲ့ပြကြအောင်ဗျပြီးတဲ့သူတွေရှိလားမသိဘူးကျွန်တော်တို့ဒါပထမဆုံးမြင်ဘူးတာပေါ့နော် မောင်းပိန်းနေမန္လေးကျုံပြီးရောက်နေပါဒီကျုံပြီးညည9နာရီရှိပြီခုည9နာရီဒီကလောက်ကျွန်တော်တူမအားလုံးမင်္ဂလာပါကျွန်တော်ဥယျာဉ်ဘူးပါဥယျာဉ်ဘူးတူပါဒီနေ့ဘလော့လေးကတော့ဒီလောက်ပါပဲเนาะ ောက်ရကြလို့ရှိရင်မန်လေးမြို့ကသတင်းကျလာပြည့်နေ့မြင်ကွင်းတွေကိုထပ်မံတင်ဆက်ပြီးကိုရှိတဲ့အတွက်စောင့်ကြည့်ပေးကြပါအောင်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။ဘိုင်ဘိုင်။